အရပြင်းငလျင်ကြောင့်မန္တလေးတက္ကသိုလ်မှာမိလောင်ခဲ့ရာဒေတာလေးခုကတက္ကသိုလ်ဝင်နဲ့ဆောင်မွေးပွဲအဖြေတော်တွေပျက်စီးခဲ့တဲ့အတွက်ပြန်လည်ပြေဆိုရမှာဖြစ်ကြောင်းပြည်ထောင်ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။တက္ကသိုလ်ဝင်နဲ့အဖြေလော်ရီမိလောင်ပျက်စီးခဲ့တဲ့ဒေတာတွေမှာမန္တလေးတိုင်းကချင်ပြည်နယ်စကိုင်းတိုင်းနဲ့နေပြည်တော်ဒေတာတွေကဖြစ်ပါတယ်။အဆိုပါဒေတာတွေကတက္ကသိုလ်ဝင်နဲ့ဆောင်မွေးပွဲတွေကိုဇွန်လ16ရက်နေ့ကနေ21ရက်နေ့အထိကျင်းပမှာဖြစ်တယ်လို့ပြည်ထောင်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ဇွန်လ16ရက်နေ့မှာမြန်မာစာဇွန်လ19ရက်နေ့မှာအင်္ဂလိပ်စာဇွန်လ17ရက်နေ့မှာတင်ကြားဇွန်လ19ရက်နေ့မှာဓာတုပိဒါနဲ့ပထဝီဝင်ဇွန်လ20ရက်နေ့မှာရှုဘပိဒါနဲ့သမိုင်း ဇွန်လ22ရက်နေ့မှာဇီဝဗီရာနဲ့ဘောဂဗီရာတို့ကိုဖြည့်ဆွရမှာဖြစ်ကြောင်းပြည်ညိုင်းဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မိလောင်ပြည်စီမှုကြောင့်တက္ကသိုလ်ဝင်တဲ့ဆောင်းဝေးပွဲတွေကိုအဲ့ဒီဒေသကចောင်းသားចောင်းသူတွေပြန်လည်ဖြည့်ဆွရမယ့်အခြေအနေနဲ့ပတ်သက်ပြီးရခိုင်ကသတင်းတွေထွက်ပေါ်လာကြတဲ့အခါပြည်ညိုင်းလောကအတွင်းဝေဖန်မှုတွေထွက်ပေါ်ခဲ့ပါတယ်။ဆောင်းဝေးပွဲဖြည့်ဆွရမယ့်ចောင်းသားចောင်းသူတွေအနေနဲ့တက်ဆိုင်ရာဖြည့်ဆွခွင့်ကတ်တွေကိုတက္ကသိုလ်ဝင်ဆောင်းဝေးပွဲကြီးကြပ်ရေးမှုတွေထံမှဇွန်လ2ရက်နေ့ကနေဇွန်လ19ရက်နေ့အတွင်းထုတ်ရမှာဖြစ်တယ်လို့ပြည်ညိုင်းဝန်ကြီးဌာနကကြေညာထားပါတယ်။